မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးတအူအပါဝင်စစ်တုံးပန်းအများပြားကိုအရကတက်တော်လက်ရဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကြောက်ဖြူမျိုးနဲ့အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတအူးအပါဝင်စစ်တုံးပန်းအများပြားကိုအာရကတက်တော် AA ကလက်ရဖမ်းမိခဲ့တယ်လို့သတင်းရရှိပါရတယ်။ ဖန်စီခံရသူဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့တိုင်းစစ်ဦးစီးမှုကပ္ပအမှန်ကြီး3053နဲ့ဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင် ဖြစ်ပါရယ်သူနဲ့အတူစစ်တုံပန်းအများပြားကိုလည်းလက်ရဖမ်းမိခဲ့တယ်လို့ကြောက်ဖြူညိုနယ်မှာအေအေနဲ့နှီးဆက်တဲ့မျက်မြင်စည်ရေးသတင်းရင်းမြစ်တအူကသတင်းဌာနသို့ပြောဆိုပါရယ် စင်ဂျင်ုံတရားခင်းမဲ့စွာနဲ့အာရကတက်တော်အပေါ်6လန်တကြားဝရုံသုံးကထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတက်ဟာလေလ30ရက်နေ့နေကင်းပိုင်းကကြောက်ဖြူမျိုးနဲ့မင်းတက်တောင်ကြီးရွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတက်မှဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်အပါဝင်စစ်သုံးပန်းအမြောက်များကိုအာရကတက်တော်ကလက်ရဖမ်းဆီးရမိခဲ့ပါတယ်လို့ပြောပါတယ်။ ဒါပြင်လက်ရှိ၆ဖြူမျိုးနဲ့အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလဲသူကအခုလိုပြောပြပါတယ်စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်၆ဖြူမှာတိုက်ပွဲတွေနေ့တိုင်းလိုလိုရှိနေပါတယ်တိုက်ပွဲဖြစ်တိုင်းစစ်ကောင်စီတပ်တွေအရှုံးနဲ့ရင်ဆိုင်နေကြရတာပါမနေ့ကမေ30ရက်နေ့မိုးလဲ3နာရီခန့်ကလဲကြောက်ဖြူမျိုးနဲ့မင်းတပ်တောင်ကြေးရွာမြောက်ဘက်မီတာ600ခန့်အကွာရှိစက်မှုလက်မှုတင်တန်းကြောင်းအတွင်းအခြေဖြူထားတဲ့စစ်ကောင်စီတပ်ဟာအရက်ကတပ်တော်ကိုထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။အဲ့ဒီတိုက်ပွဲအတွင်းကျော်လင်းဆိုင်အပါအဝင်စစ်တုံးပန်းအများအပြားကိုလက်နက်ခဲယမ်းတွေနဲ့အတူအာရကကြတ်တော်ကလက်ရဖမ်းဆီးရရှိခဲ့ပါတယ်။အာရကတပ်တော်ကလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ရခိုင်နှရက်တွေကဖြစ်ပွားခဲ့တဲ့ကြောက်ဖြူတိုက်ပွဲတွေအတွင်းတပ်မဆက်တင်ချင်းညံတရင်ဌာနချုပ်မှဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့အလုတ်တင်ဘိုးတအုပ်ကိုလည်းအာရကတပ်တော်စနိုက်ပါတပ်ဖွဲ့မှရှင်းလင်းနိုင်ခဲ့ပြီးဗိုလ်မှူးချုပ်ကျော်မျိုးအောင်အလောင်းကိုတော့မေလ28ရက်နေ့ကအတူးလျင်နဲ့ကြောက်ဖြူကနေရန်ကုန်သို့ယူဆောင်သွားခဲ့တယ်လို့သူကပြောဆိုပါတယ်။ အဲ့ဒီပုံမူကြုပ်အလောင်းကိုစစ်ကောင်စီကပြန်လည်ရရှိသွားခဲ့ပေမဲ့ကြံနေသေးတဲ့ဖြူဟာမူတအုပ်နဲ့စစ်ကောင်စီအလောင်း30ကျော်ကိုလက်နက်ခဲယံအချို့နဲ့အတူအရခတတ်တော်ကတင်စီရမိခဲ့တယ်လို့ဆိုပါတယ်ကြောက်ဖြူမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာရကနေဖြစ်ပွားနေတဲ့တိုက်ပွဲတွေသာဖြစ်ပြီးအရက်ကတပ်တော်ကရဲစွမ်းတပ်တိအပြည့်နဲ့ပြန်လည်ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်ကအကြအဆုံများပြားနေတာလို့ဆိုပါတယ်။ကြောက်ဖြူမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေကိုပြန်ကြည့်ရင်အေအေကထိုးစစ်စင်တာမျိုးမတွေ့ရဘဲစစ်ကောင်စီကစတင်ထိုးစစ်စင်ရကနေတိုက်ပွဲဖြစ်တာပဲတွေ့နေရတယ်။အေအေကတော့ခန့်စစ်နေပဲရင်ဆိုင်နေတာအသေးအချာပြင်ဆင်ပြီးပြန်တိုက်တော့စစ်ကောင်စီတပ်ဘက်ကအကြအဆုံအထိကများပြားရတာပါ။လက်ရှိဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အာရကတက်တော်အကြတိုက်ပွဲတွေဟာတရုတ် gas pipeline တွေနဲ့မီတာ6000ကျော်ကွာဝေးနေသေးပေမဲ့တရုတ်ဝန်ထမ်းတွေအပြင်မြန်မာဝန်ထမ်းတွေလည်းလုံခြုံရေးစိုးရိမ်ပြီးထွက်ပြေးနေကြတယ်လို့အဲ့ဒီစစ်ရေးရင်းမြစ် か ပြောဆိုပါရယ်တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဝန်ထမ်းတွေတာမကစစ်ကောင်စီတပ်သားတွေလည်းကစင်ကလျားထွက်ပြေးနေကြတာမို့အာရကတပ်တော်ကနေစင်နဲ့အမျှဖမ်းဆီးရမိနေတယ်လို့လည်းနောက်ထပ်ဒေသအတွင်းကစစ်ပွဲအခြေအနေကိုအနီးကပ်စောင့်ကြည့်နေသူနိုင်ငံရေးသမားတအူကသတင်းဌာနကိုပြောဆိုပါရယ်ကြောက်ဖြူတိုက်ပွဲတွေအတွင်းစစ်ကောင်စီထိပ်ပိုင်းကောင်းဆောင်တွေကမြေပြင်တပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့အတင်းအဓမ္မအမိန့်ပေးစေခိုင်းနေပြီးမြေလက်ရှိပကတိမြေပြင်မှာတော့တရင်အလိုက်စိတ်တက်ပြက်ပြပြီးတိုက်လို့ခိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရက်ကတတော်ထံသို့ယခုရက်ပိုင်းအတွင်းလက်နက်ဖြင့်လ လက်နက်မဲ့အလံဖြူထောင်ကဇက်တိုက်အလင်းဝင်နေကြတယ်လို့ပြောပါတယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့အာရခတပ်တော်ကကန့်လန့်ထားတဲ့အတိုင်းအလံဖြူထောင်လက်နက်ချခြင်းဖြင့်အသက်ချမ်းသာရရပြီးမိသားစုတွေနဲ့စောစောတွေ့ဆုံနိုင်မယ်လို့သူကပြောဆိုပါတယ်။ လက်နက်ချအညံ့ခံတဲ့စစ်သားတွေနဲ့ကျွန်တော်သွားတွေ့တော့သူတို့ကသူတို့ရဲ့လုပ်ဖော်ကိုင်ဘက်စစ်သားတွေကိုအချံပြုတ်ပေးပါလို့ပြောဆိုပါရယ်အရခတ်တက်တော်မှထုတ်ပြန်ထားတဲ့အလံဖြူချောင်းလက်နက်ချမူဝါဒအတိုင်းကြောက်ဖြူမျိုးပတ်ဝန်းကျင်မှာထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ဆော့ဆော့အလံဖြူချောင်းရင်ဆော့ဆော့အသက်ရှင်ကြံရစ်စေမယ်မိသားစုဆွေမျိုးတို့နဲ့ဆော့ဆော့တွေ့ဆုံရလိမ့်မယ်ဒါကြောင့်အသေးခံပြီးတိုက်မနေကြနဲ့လက်နက်ချကြဖို့ပြောလိုပါတယ်ဟုပြောဆိုပါရယ် အာရကတက်တော်ကလည်းလက်နက်နဲ့အလင်းဝင်လာသူတွေကိုစစ်တုံးပန်းဥပဒေအတိုင်းအကောင်းမွန်ဆုံးလက်ခံပေးနေတဲ့ကဲ့သို့ထိုက်တန်တဲ့စုငွေတွေလည်းပေးအပ်ခါမိသားစုဆွေမျိုးတွေထံသို့လွှဲပြောင်းမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ဆလပီတောင်သာရင်စစ်ကူနဲ့ရိတ်ခါပို့ကားနှစီကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားအလောင်းနှစ်လောင်းစစ်တုံးပန်းတအူရနဲ့ခရံများနဲ့ကာဒစီသိန်းစီရရှိတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကောင်စီတပ်အတွက်စစ်ကူနှင့်ရိတ်ခါပိုကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားအလောင်းနှစ်လောင်းစစ်သုံးဘက်တအူးလက်နက်ခဲယမ်းများနှင့်ကားတစီသိမ်းဆီရရှိခဲ့ကြောင်းတောင်သာမြို့နယ်ပကဖမှာတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောကြားပါရယ်မေလ28ရက်နေ့ည9:00နာရီခန့်အချိန်တောင်သာမြို့မှာဝဲလောင်ကြီးရွာဘက်သို့ထွက်လာသောအင်အား10ဦးခန့်ပါအန်စားတုံးကနေအင်အား20ခန့်ပါဆယ်ပေအတူကားတို့ကိုတောင်သာဝဲလောင်လမ်းပိုင်းတနေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှင့် ရဲအများအပြားတန်ရာရရှိပြီးကစင်ကလျားထွက်ပြီးသွားကြောင်းသိရပါတယ်။အရှိတစည်းကိုလည်းပြင်နိုင်တယ်။အရှိတစည်းတွေကတန်ရာရစခါနဲ့ရခါတွေရှိတယ်။နောက်ကားတစည်းကတော့ကားပါရလိုက်တာဆိုတော့ ဒီကားပေါ်မှာပါအလောင်းလေးကျန်ခဲ့တယ်။ဒဏ်ရာနယ်လေးထွက်ပြေးလွတ်မြောက်သွားတာတွေရှိတယ်။တိုက်ပွဲဖြစ်ပွားရာနေရာမှာတော့သွေးကွက်တွေဘာတွေတွေ့တယ်။စစ်တုံးဘန်းကလည်းပြောတယ်ဒဏ်ရာတော်တော်များများရကြတယ်လို့ပြောတယ်။စစ်တုံးဘန်းကရဲတပ်သားလို့ပြောတယ်။ AOR တိုင်းရန်ကုန်မော်ဘီရဲတပ်ရင်ငါးကလို့ပြောတယ်ဟုတောင်သာမြို့နယ်ပခါဖားမှာထောင်ဝင်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ ထို့သို့တိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရာစစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့အတူစစ်တုံးပန်းအရှင်တအူပါဖမ်းမိခဲ့ကြောင်းထို့ပြင်ဆယ်ဘီတို့ကားတက်စီ G4 အမျိုးအစားတနတ်တလန်5.56 G 328တောင်း63 G 468တောင်း60မမဘုံတိ6လုံး Icon 7လုံးလက်ဖြစ်ပုံး2လုံးကြီပေါက်10ပေါင်းနဲ့ R7 အဖူးတစ်ဖူးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအတိအကျမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးပြည်သူလူထုနဲ့တသားတဲ့ရက်တီရနဲ့တော်လန်ရေးလုံမစားရန် KA KNDF စစ်ဦးစီးချုပ်ဘုံမူးချုပ်အောင်မြတ်သတိပေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တော်လန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူလူထုနှင့်တပ်သားတရက်တီရန်နှင့်တော်လန်ရေးလုံမဆိုင်ရန် KA KNDF စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကတတိပေးလိုက်ပါတယ် ယနေ့မေလ31ရက်နေ့တွင်တရောက်သည့်ကရင်နီပြည်နယ်အမျိုးသားများကာကွယ်ရေးတပ် KMTF တီထောင်ချင်းလေးနေပြည်အခမ်းအနားတွင်၎င်းကအထက်ပါအတိုင်းသတိပေးလာခြင်းဖြစ်ပါသည်။ရဲဘော်တို့မိမိတို့ရာထူးများကိုအလွဲသုံးစားမပြုဘဲလူထူးများနှင့်တသားတဲ့ရက်တည်ရန်လိုအပ်ပါသည်။ပြည်သူလူထုအပါအဝင်ပြည်တွင်းပြည်ပမှအထောက်ပံ့များကိုအလွဲသုံးစားမပြုရန်တော်လှန်ရေးမလုပ်စားရန်လိုအပ်တယ်။တော်လှန်ရေးအတွက်မှန်ကန်ထိရောက်တဲ့နေရာတွင်သာအသုံးပြုရန်လိုအပ်တယ်။လက်ရှိနိုင်ငံရေးအရေးနဲ့မိမိတို့တော်လှန်ရေးတမိုင်းအစဉ်အလာကိုလည်းသတိမမေ့ကြရန်ပြောကြားလိုတယ်။ ရန်သူများ၏သွေးခွဲစကားများနှင့်အမျိုးသားညီညွတ်မှုထိခိုက်စေမည့်ပုံပေါ်များကိုသတိပြုကြရန်လိုပါသည်ဟု KA KMDF စစ်ဦးစီးချုပ်ဘုံမူးချုပ်အောင်မြတ်ကပြောကြားပါသည်။ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KMDF ဖွဲ့စည်းခဲ့သည့်မှာလေးနှစ်တိတိပြည့်ခဲ့ပြီဖြစ်သဖြင့်အကောင်အဆိုးအကြောင်းအကျိုးလည်းသိရှိပြီးဖြစ်ကြောင်း KMDF တပ်ဖွဲ့သည်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုသာဖြစ်၍နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သည့်ကိုသိရှိရန်လိုအပ်ကြောင်းသတိပေးထားပါသည်။ လက်နက်ကင်တပ်ဖွဲ့ဆိုဒီမှာအမိတ်ညွန်ကြားချက်ကိုသာဒီဇိုင်းမမတ်လိုင်းနာရမည်ဖြစ်ပြီးနိုင်ငံရေးကိုလည်းနားလည်သိရှိထားရမည်ဖြစ်ကြောင်းစစ်မီဒီယာတွင်လိုင်းနာရမည်ကျင်းဝဲဥပဒေစီကံလူထုအရေးကလေးသူငယ်အမျိုးသမီးအရေးမူရည်စေဝါများကိုကာကွယ်တိုက်ဖျက်ရန်လိုအပ်ကြောင်းအထူးသဖြင့်တာဝန်ကျရာဒေသတွင်ဘိန်းဆိုင်ပြိုခြင်းများတားမြစ်ရန်အထူးလိုအပ်ကြောင်းဆက်လက်အသိပေးထားပါသည် လေးနှစ်တာကာလအတွင်းတွေ့ကြုံခဲ့ရသည့်အခက်အခဲများစိန်ခေါ်မှုများနှင့်ရဲဘော်လူငယ်များ၏အသက်သွေးချွေးများပြည်သူလူထုအိုးအိမ်များများစွာပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းထို့သို့ဆုံးရှုံးမှုပေးဆက်ရမှုများသည်ဓမ္မရာပင် ဖြစ်ပြီးကရင်ပြည်အမျိုးသားများနှင့်တကွမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားများအလုံးလွတ်မြောက်ရေးအတွက်ယနေ့တော်လန်တိုက်ပွဲသည်ခရီးရောက်နေပြီးဖြစ်ကြောင်း KA KMDF စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကပြောဆိုပါရယ်ရဲဘော်တို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ်သည်လက်နက်ကိုင်တပ်တစ်ခုဖြစ်သည်နှင့်အညီပြည်သူလူထုအိုးအိမ်များက ကိုကာကွယ်စောင့်ရှောက်ရန်ဥပဒေနှင့်အညီပြုမှုနေထိုင်ကြည်ကြံရန်တပ်တွင်းစီးလုံးညီညွတ်မှုနှင့်ပြည်သူလူထုများအားကိုရသည့်တပ်တော်အဖွဲ့ဖြစ်ရန်အထူးလိုအပ်သည်ဟုပြောကြားလိုပါသည်။လေးနှစ်တာကာလအတွင်းအသက်ဆုံးပေးဆက်သွားကြသည့်ရဲဘော်ရဲဘက်များနှင့်၎င်းတို့၏မိသားစုဝင်များအားကူညီပေးမှစောင့်ရှောက်ရန်နှလုံးသွင်းထားကြဖို့အထူးသတိပေးလိုပါသည်ဟု၎င်းကဆက်ပြောကြားပါသည်။ ရှာတို့နဲ့တာဝန်ဝတ္တရားကိုခွဲခြားသိမြင်ရန်မိမိတို့ယုံကြည်ချက်ခံယူချက်ကြီးမန်းချက်များမပြောက်ပြက်သွားရန်အထူးလိုအပ်ပြီးကရင်နီတီတမိုင်းအစဉ်လာကြီးမှသည်အမျိုးသားများဖြစ်သောကြောင့်တမိုင်းကြောင်းအစဉ်လာများကိုဆက်လက်ထိန်းသိမ်းကအောင်မြင်မှုလမ်းစီသို့ဆက်လက်ချီတက်သွားကြရန်တိုက်တွန်းထားပါသည်ကျမ့်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်